အားလုံးပဲမင်္ဂလာပါခင်ဗျာတယ်မောနင်းရှိုးနယူးစ်ကပြန်လဲကြိုဆိုလိုက်ပါတယ်အခုတင်ပြပေးမှာကတော့အခုလိုတဘာဝဘေးဒဏ်တွေခံစားရတာဒီဇဘူဒီပါလက်ရတောင်ကျွန်းဩဘာနမိတ်ထုံးတဲ့ကျွန်းမှာပစက်စီကံမရှိပောက်ကရရပြောကြလို့ထေကြီးဝါကြီးဆရာတော်တန်ကားတော်တွေအပါဝင် ခင်မွန်းကြီးဆယ်ပါးကိုပြစ်မှတ်ခဲ့ကြလို့ပြည်သူတွေတရားပြကြလို့ဖြစ်ရတာဖြစ်ကြောင်းခက်ကြမ်းကြမ်းလေးထောက်ပြဝေဖန်ထားတဲ့ကိုစော်ဖုံးဟင်းရဲ့ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ 29ရက်3လ2025ပေါ့နော်ကျွန်တော်တို့မြန်မာပြည်အတွက်တော့စိတ်မကောင်းရပါဘူးအကြောင်းမျိုးမျိုးကြောင်းနေပဲပေါ့နော်စစ်ပွဲတွေဖြစ်တယ်ကိုဗစ်တွေဖြစ်တယ်စစ်ပွဲတွေဖြစ်တယ်နော်အခုကကကြီးသုံးပါလောကပါလာနှစ်တရားရဲ့ဒဏ်ကတ်ခြင်းကိုကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကျွန်တော်တို့ရဲ့ညီကူမောင်နှမတွေအားလုံးခံနေကြရတယ်ပေါ့နော်တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ဒုတိယမြို့တော်ကြီးဖြစ်တဲ့ မန္တလေးမြို့နော်ကျုံနေပြူကြပျက်စီးတယ်မာမျက်မှုကြီးဘုရားကြီးရဲ့နော်ပရဏဂုံအတွင်းတော့တော့မဆွေးတိုက်တဲ့ကျောင်းကြီးအများကြီးပေါ့ဗျာပျက်စီးသွားကြပြီအဲ့တော့ပျက်စီးသွားကြတော့မောင်ရဲချမ်းကပြာလေးနဲ့မြမမန်လင်းဝိုင်းကူကြီးတကာတရံတိုင်းပြည်ကံကြောင့်ဂျမားဇိုးတွေဝင်ရောက်နေ၍မွေနောက်တက်သောထိုသဘောဤရင်မောပွေရာကြီးစေတာကိုနာကျင်လျက်ကလက်ခံရလေယုံဒ ကျိုးသားစုပေါင်းအားဖြင့်ကုစားရှင်တန်နိုင်ရမည်တဲ့မြမမန်လင်ဝိုင်းကွန်ကြီးတဲ့မောင်ရေးချမ်းတောင်ကြီး29ရက်3လ2025ဆယ်နာရီ30မိနစ်မှာရေးထားတဲ့ကဗျာမင်္ဂလာရှိသောနေ့ရက်ပါတဲ့တဘာဝဘေးမှကင်းဝေးကြပြီးကက်ကြီးသုံးပါးကိုတော်လွားနိုင်ကြပါစေတဲ့နော်အဲ့တော့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးကကျွန်တော်ခင်ဗျားတို့တခုပြောခြင်းခင်ဗျားတို့ရဲ့မကောင်းတဲ့စိတ်တွေမကောင်းတဲ့ညင်တွေမကောင်းတဲ့အသိဉာဏ်ပညာတွေကိုရက်တန်းကရက်တင် ဘာလို့လဲဆိုတော့ကျွန်တော်ခင်ဗျားတို့ပြောပြမယ်ခင်ဗျားတို့ရဲ့ရုံမာတဲ့ရိုင်းဆိုင်တဲ့အောက်တန်းကြတဲ့အပြုအမူတွေအပြောအဆိုတွေအနေအထိုင်တွေကြောင့်ကျွန်တော်တို့တိုင်းပြည်ဟာသဘူဒီပါလက်ရတောင်ကျွန်းနော်ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တဲ့အတွက်လေးသိင်ရှင်တဲ့ကဘာတသိန်းတိုင်အောင်နော်အရာအားလုံးတိမြင်တော်မကျွင်းမကြံတိမြင်တော်မူအပ်တဲ့ဗုဒ္ဓဂေါရမမြတ်စွာဘုရားခွင့်လွှင့်ခွင့်လွှင့်လိုက်မယ်လောကဘာသာနဲ့တရားတွေဟာခင်ဗျားတို့ဘယ်တော့မှခွင့်လွှင့်မှာမဟုတ်ဘူးနော် မားတို့အခုကြည့်လိုက်တလောကလုံးနော်လမ်းဘေးရောက်သွားမယ်ဆိုရဲစကားပေါ့ခမားတို့အခုကြည့်လိုက်လေမန္တလေးမှာဘလုံးကွင်းကြီးတဲ့လူနေရာမျိုးနေပူကြီးဗျာမန္တလေးမျိုးရဲ့ယာတိဥတုလေခမားတို့တနိုင်ငံလုံးသိတယ်ဟမ်နေပူကြီးထဲမှာလမ်းဘေးမှာစင်းရဲတာချမ်းသာတာအယုတ်လအမြတ်မရွေးလူတွေအားလုံးလမ်းပေါ်ကိုရောက်သွားကြပြီအဲ့ဒါဘာဖြစ်လို့လဲခမားတို့ကဘာသာတရားကိုစော်ကားနေတယ် နံပါတ်၄ကိုကိုဝယ်နေတဲ့ဘာသာတွေဟာကိုကိုဝယ်တဲ့ဘာသာတွေအားတွေမှာဘုန်းတော်ကြီးတီတကူဆရာတော်ဘုရားကြီးတို့လိုပါတုတ်ဆရာတော်ဘုရားကြီးတို့လိုစော်ကားတယ်ငါနဲ့ဘဒူငါရံသူဆိုတဲ့ကိုမိပါကိုစော်ကားတယ်ကိုကိုကြောင်းတင်ပေးခဲ့တဲ့ဆရာသမားတွေကိုစော်ကားတယ်ကိုကိုပညာတတ်အောင်ပြုမူလာတဲ့ဆရာသမားတွေကိုစော်ကားတယ်ကိုရဲ့အသက်အန္တရာယ်ကိုကယ်တင်လိုက်တဲ့ဆရာဝန်တွေကိုခနာတို့စော်ကားခဲ့တယ်ဟမ်ကိုနိုင်ငံကိုတိုင်းပြည်ကိုကာကွယ်နေတဲ့တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေဒါပေမဲ့ထားပါရဲတို့ပြည်သူစစ်တို့ဆိုတာတပ်မတော်သားတွေကိုခမားတို့စစ်ခွေးစစ်ခွေးလို့ခမားတို့အကြိမ်ကြိမ်ခေါ်ခဲ့တယ်အခုခမားတို့ခေါ်ခဲ့တဲ့စစ်ခွေးစစ်ခွေးတွေရပါပဲလူမှုကူစီကူညီရေးအလုပ်တွေကိုဗစ်ဆိုလဲသူတို့လုပ်ရတယ်ရေဘေးဆိုလဲလုပ်ရတယ်အခုကကြီးတုံးမှာဘေးငလင်တန်ဘေးဆိုလဲစစ်သားတွေကထိတ်ဆုံးကနေသူတို့အသက်ကိုဗဒနာပထားပဲနဲ့ကိုတိုင်းသူပြည်သားဒုက္ခရောက်နေတဲ့အချိန်မှာနေတာတွေစိမ့်တာတွေ ဝါရီတာရီမရှိဘဲနဲ့သူတို့ရဲ့အသက်တွေကိုပေးဆက်ပြီးတော့ခမားတို့ပြည်သူလူထုတွေကိုကာဝယ်နေခဲ့တယ်ခမားတို့အဲ့လိုလူတွေကိုခင်မွန်ကြီးဆယ်ပါးထဲမှာပါတဲ့လူတွေကိုစော်ကားခဲ့တယ်အခုတော့ခမားတို့ဘာဖြစ်လဲမန္တလေးနေပြီးတော့စကိုင်းဟမ်အဲ့ဒါဘာဖြစ်လဲခမားတို့ပါဇက်ကဥမေအောင်လိုင်းအကြောင်းဟုတ်လားဥမေအောင်လိုင်းနဲ့ပါဆိုင်အဲ့ဒီငလျာဥမေအောင်လိုင်းလှုပ်ခိုင်းနိုင်လှုပ်လို့ရလားဟမ်ဥမေအောင်လိုင်းနေတဲ့နေရာဘာဖြစ်သွားလို့လဲ ဥဒန်းကျွေနေတဲ့နေရာဘာဖြစ်လဲဥဒန်းဆိုင်နေတဲ့နေရာဘာဖြစ်လဲခမရိုဒီချိန်ဒီမှာတို့ခေါင်းထဲမှာသူများကိုယ်အိမ်ရချက်တဲ့ဓမင်းကိုစားပြီးတော့မှသူများချီးရခမရိုခေါင်းထဲမှာရောက်နေလို့ခမရိုခေါင်းထဲမှာမွေးရပါအတိညာညောင်ရှိဘူးနော်ကိုယ်နိုင်ငံကိုယ်လူမျိုးချင်းစီစီလုံးလုံးတင်းတင်းမြတ်မြတ်ညီညီညွတ်ညွတ်နဲ့နေရမယ့်အချိန်တိုင်းပြည်ဒီလိုကက်ကြီးတွေနော်ဒီလောက်ထိရေဘေးတွေနော်မီးဘေးတွေ ကကြီးသုံးပါခုငလင်ဘေးတွေခဏတော့ဒါရီရောနားလေလားလူပေါင်းလူလောကရဲ့ကိုကျင်တရားတွေစီးမြင့်နေစီးကန်းနေရောတိလားလူဘဝခဏလေးမိုင်းမယိုင်းနဲ့အောက်တန်းမကြနဲ့အောက်တန်းစားစိတ်တွေမမွေးနဲ့ခမားတို့ရဲ့လောဘဒေါသမောဟတွေလျှော့တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ဘာသာပြန်ရတဲ့ကိုယ့်ရဲ့ဒလိဒုံနဲ့အစင်အောင်တန်ဖို့ထားကိုလူမျိုးချင်းချင်းချစ်ချစ်ခင်ခင်စီးစီးလုံးလုံးနဲ့ညီညီညွတ်ညွတ်နဲ့နေ နော်ခင်ဗျားတို့အခုလောကပါလာနှစ်တရားပါဖြိုခွဲလာပြီဘာဖြစ်လို့လဲခင်ဗျားတို့အောက်တန်းစားစိတ်တွေနော်အတိဉာဏ်ပညာမွေးရပါကြက်မပြေတဲ့စိတ်တွေနော်လူအချင်းချင်းမနာလိုတဲ့စိတ်တွေနော်ကိုယ်နိုင်ငံကိုယ်တိုင်းဒီတိုးတက်အောင်ကြီးပွားအောင်ကိုယ်လူမျိုးတွေမျိုးစေ့တံမှာပင်တန်းအောင်ဆိုတဲ့စိတ်ကိုမမွေးဘဲနဲ့နော်ဒီအင်္ဂလိပ်မယောင်တယောက်ကြောင့်မြန်မာတိုင်းနိုင်ငံလုံးအစိမ့်စိမ့်မှမှာကွဲရင်းနဲ့နော်ဖုံးတော်ကြီးတွေစော်ကားဘာသာတရားနားမလဲ ကြီးသူကိုချိုးသေးရွယ်သူကိုလေးသားငယ်သူကိုတနာလို့တနာမှန်မသိတဲ့နော်မင်းတို့အောက်တန်းသားစိတ်တွေကအခုတော့နော်မန္တလေးမြို့ကငါမွေးခဲ့တဲ့ငါရှင်သန်ခဲ့တဲ့မြို့မဟုတ်ဘူးငါကရန်ကုန်သားနော်ဒါပေမဲ့ငါတို့ကနိုင်ပြည်နဲ့လူမျိုးနဲ့နိုင်ငံနဲ့ရှင်လာပြီဆိုရင်ငါတို့မြန်မာနိုင်ငံမြေပုံထဲမှာရှိနေတဲ့မျိုးတိုင်းရွာတိုင်းလူမျိုးတိုင်းဟာငါတို့နိုင်ငံငါတို့လူမျိုးဆိုတဲ့စိတ်အလံတစ်ခုရဲ့အောက်မှာတိုင်းပြည်ကိုစီးလုံးညီညာအောင်ကြောင်းပြဆိုတဲ့စိတ်နဲ့ နေရမယ်အတွေးမျိုးအတိမျိုးအမြင်မျိုးရှိရမှာမင်းတို့ကတိုင်းပြည်ပြိုကွဲဖို့နော် TNN နဲ့အချမ်းပဲနဲ့ကိုင်တောင်းချမ်းသူ MNDA ကိုကန့် KNU KNU ကရင်အချမ်းပဲနဲ့ကိုင်တောင်းချမ်းသူ KIA ကချင်းအချမ်းပဲနဲ့ကိုင်တောင်းချမ်းသူတပုံတွေကိုနော်မြန်မာ PDF တွေကမင်းတို့ကမင်းတို့ကမှဂျုံစိတ်ပေါက်တာသိလားတိုင်းဒါနဲ့ကိုင်တောင်းချမ်းသူတပုံရဲ့နော် လဲသားမှုအောက်မှာမင်းတို့ဗမာ PDF တွေကိုနိုင်ငံသားချင်းချင်းခွေးချင်းခွေးကြံကြံနေခွေးလို့ပြန်ကြိုက်လို့အခုတော့တိုင်းပြည်ဒီလိုဖြစ်တာသိလားမင်းတို့မန္တလေးမြို့တိမ့်မယ်တိမ့်မယ်တိမ့်မယ်လို့တော့မကူမင်းတို့ငလေးလောကဘာလာနဲ့တရားလုံးလိုက်တာမင်းတို့အမျိုးတွေမပါဘူးလားအဲဒီမှာမင်းတို့ PDF မျိုးတွေမပါဘူးလားမန္တလေးမှာအခုငါတို့သွားလူမှာနော်မင်းတို့ PDF မျိုးတွေမပါဘူးလားအခုဘလုံးခွေးတဲ့တွေနော် လမ်းပေးပါလေမင်းတို့ပြည်ရဲ့အာဘေထောက်ခံဝဲရနေလူတွေရောမပါဘူးလားဟမ်မင်းတို့ဘာဖြစ်နေအောင်မင်းတို့ပြည်ရဲ့လက်နက်တွေချခဲ့လိုက်တော့ဟောမင်းတို့လက်နက်တွေမြေထဲမြောင်းပြောဟိုတော်ရဲပဲမြုပ်ခဲမြုပ်ခဲမန္တလေးမြို့ကိုပြန်တက်လာပြီးတော့ကိုကြီးကိုမောင်ဓမ္မတွေကိုမင်းတို့အခုချိန်မှာအကောင်းဆုံးချိန်ပဲလာကူညီရေတဘူးတန်းနိုင်ရေတဘူးလာလူတိုင်းပြည်အတွက်ဆိုတာရအောင်ပို့ရဲဆိုတာမရှိဘူးအုတ်တချက်တဲတော်အနေနဲ့ရွက်ကြပင်ပေါင်းအနေနဲ့ မင်းတို့လည်းဒါကူညီလို့ရတယ်နော်ငါပြောပြီးသားစစ်သားဆိုတာအနေဆုပ်ပဲနဲ့ရွှေထုတ်တဲ့ညဘဝလို့သူတို့မှရတဲ့မလောင်းလေးမလောက်ကလာကလေးရိတ်ကအဆုံလေး950နဲ့စားပြီးတော့မှမင်းတို့နိုင်ငံမင်းတို့လူမျိုးတွေအတွက်ကိုသူတို့တက်နိုင်တဲ့ဘက်ကနေပေးဆက်နေတာအဲ့တော့မင်းတို့စစ်ခွေးစစ်ခွေးလို့ခေါ်တာအခုတော့မင်းတို့စစ်ခွေးမဟုတ်တော့ဘူးနော်မင်းတို့အဲ့လိုခင်မွန်ကြီးဆွေဘာထဲမှာပါဝင်တဲ့စစ်သားတွေမင်းတို့စော်ကား နော်အခုတော့မင်းတို့ဒုက္ခရောက်ပြီလေအဲဒုက္ခရောက်တာစစ်သားတွေလားစစ်သားတွေမဟုတ်ဘူးစစ်သားတွေကသူ့ရိတ်ခါနဲ့သူ့ဆန်နဲ့သူ့စားစီနဲ့ရှိတယ်တည်းမှာရေမိုးချိုးလို့ရတယ်အခုပြည်သူလူထုဒုက္ခရောက်နေပြီမန္တလေးမှာနော်အဲ့ဒါမင်းတို့အတီတကူဆရာတော်ဘရားကြီးတို့ပါတို့ဆရာတော်ဘရားကြီးတို့မင်းတို့တင်ပေးခဲ့တဲ့ကျောင်းဆရာတွေမင်းတို့ဈေးကူပေးတဲ့ဆရာဝန်တွေနော်မင်းတို့အဲ့လိုလူတွေကိုစော်ကားလို့ အခုကကြီးသုံးပါနဲ့မင်းတို့ထိတ်တရင်ဆိုင်လို့ရတာနော်မင်းတို့တရက်ပဲငလင်တိုက်ချလိုက်တာသွားပြီလစ်သွားပြီနော်အဲ့တော့မြန်မာလူမြန်မာနိုင်ငံသားအားလုံးအသည့်သတိရှိကြပါဗါလဲအစိုးရမကောင်းလို့အစိုးရမကောင်းတာမဟုတ်ဘူးမင်းတို့ပြည်သူလူထုမကောင်းလို့လောကပါလာနဲ့တရားရိုက်တာဒံပေးခြင်းကိုမင်းတို့ခံရတာနော် အားလုံးတော့စိတ်မဝမ်းပါဘူးဗျာမြန်မာပြည်အများဆုံးချင်းကြပါစေရှင်ထဲအောင်ရတဲ့တပ်မတော်သားတွေဘေးရန်ကြီးကင်းချပြီးနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လဲပေါင်းစပ်နိုင်ပါစေ မြန်မာပြည်သူပြည်သားတွေအားလုံးအစအစအဆင်ပြေပြီးကတ်ကြီး၃ပါးကိုကျော်လွှားနိုင်ပါသည်လို့မြစ်တာဘူးဆုတောင်းလိုက်ပါတယ်ခင်ဗျာကျွန်တော်အပြေခံသွားတဲ့မုံခံလူသားကတော့နေကောင်းချမ်းသာစွာအစာမပြတ်အတော်မပြတ်နဲ့ရှိနေပါကြောင်းတရင်ကောင်းပါရပါတယ်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက် season မှာပြန်တွေ့ကြမယ်နော်